ော်အောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြင့်တို့ကိုရှင်ညွှန်၍ထောင်ချနေသောရာဇဝတ်သားများနှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်အာဆီယံအစည်းအဝေးသို့မင်းအောင်လိုင်ကိုတက်ခွင့်ဆက်ပိတ်ပင်မှုအပေါ်ဇော်မင်းထွန်းဒေါ်သတကြီးတုတ်ပြန်နေဆွဲတဲ့ရင်ကိုကျင်းဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာဒီမိုကရေစီကောင်းဆောင်နဲ့လူလူကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုရည်ညွှန်း၍ထောင်ချနေသောရာဇဝတ်သားများနဲ့အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်ကြောင်းအကြံဖတ်ဆော်မင်းထွန်းကရှမန်ဒီပြောဆိုလိုက်ပါတယ် အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာရန်ပြက်ကွက်မှုဖြင့်အာဆီယံထိပ်သီးအစည်းအဝေးတို့မင်းအောင်လိုင်းအပေါင်းပင်နိုင်ငံရေးယာထူးရယူထားသူများကိုတက်ခွင့်ဆက်လက်ပိတ်ပင်မှုအပေါ်အကြံဖတ်စော်မင်းထွန်းကထိုသို့တုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါသည်။အကြံဖတ်မင်းအောင်လိုင်းအနေဖြင့်2021ခုနှစ်အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင်မြန်မာနိုင်ငံအခြေအနေကိုသွားရောက်ရှင်းပြခဲ့ကြောင်းဘုံသဘောတူညီချက်၅ချက်ဆိုသည်မှာအစည်းအဝေးပြီးမှထွက်လာခြင်းဖြစ်ကြောင်းတို့ရတွင်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတက်နိုင်သမျှလိုက်နာခဲ့ကြောင်း ထောင်ချနေသောရာဇဝတ်သားများနှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်ကြောင်းအကြံဖတ်ဆောင်မင်းထွန်းကပြောဆိုပါရယ်အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်ရန်လိုက်ရောနိုင်တဲ့သူတွေနဲ့တွဲဆောင်နိုင်ရေးအစိုးရအဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွဲဆောင်နိုင်ရေးဆောင်ရွက်ပေးခဲ့ပါရယ်ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ချတွေနဲ့တော့ကျွန်တော်တို့တွဲဆောင်ခွင့်ပေးနိုင်ချက်မှပေးပါမယ်ဘယ်နိုင်ငံမှာရောတွဲဆောင်ခွင့်ပေးပါလဲလို့မေးခွန်းထုတ်ချက်ပါတယ်ဟုဆော်မင်းထွန်းကဆိုပါရယ် အကြံဖတ်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်များကိုစူးစား၍လိုက်နာခဲ့ကြောင်းအာဆီယံဘုံသဘောတူညီချက်၅ချက်မြန်မာနိုင်ငံကမလိုက်နာ၍နိုင်ငံရေးရာထူးရရှိသူများကိုအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ဆက်လက်ပိတ်ပင်သည်ဆိုသောသတင်းများကိုအတိုက်ခံသတင်းမီဒီယာများကဆက်လက်ထုတ်လွှင့်လျက်ရှိကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်တနိုင်ငံ၏ပြည်တွင်းရေးကိုတနိုင်ငံကမဆွတ်ဖက်ခြင်းဟုသောအခြေခံမူကိုလိုက်နာသင့်ကြောင်းအကြံဖတ်စော်မင်းထွန်းကဒေါသတကြီးတုံ့ပြန်သွားပါသည် အာဆီယံအဖွဲ့ဝင်များအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုဒန်းတူရည်တူရှိမှုနဲ့နေမြေတီတန့်ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမှုတွေကိုအမြဲတမ်းပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။အာဆီယံအဖွဲ့ကြီးစတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီးအဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့ချာတာအာဆီယံဝင်အာဆီယံစပရစ်ကိုလိုက်နာမယ်ဆိုရင်အာဆီယံအဖွဲ့ကြီးပုံမှုစည်းလုံးအကျိုးပြည့်ထွန်းစေမှာဖြစ်မယ်လို့ပြောကြားခြင်းပါတယ်ဟုအကြံဖတ်ဆော်မင်းထွန်းကပြောဆိုပါတယ် အကြံဖတ်မြောက်လိုင်းကို2021ခုနှစ်ကလေးကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာရန်ပြက်ကွက်မှုဖြင့်အာဆီယံထိပ်သီးအစည်းအဝေးများသို့တက်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ပါတယ်။ဆလပင်ရခိုင်မျိုးနယ်တွေကိုဘုံကျဲချတိုက်ခိုက်မှုတွေစစ်ကောင်စီတပ်ကအဆက်မပြတ်လှုပ်ဆောင်လာနေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အရကတ်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ကားမျိုးနယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲချတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်လာနေတယ်လို့ရခိုင်ဒေသခံတွေစီကသိရပါဗျ အေအေသိမ့်ပိုက်ထိန်ချုပ်ထားတဲ့တောင်ခုတ်အန်ပုံနာကျွန်းစတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေ jet fighter ဂျုံတွေနဲ့ပုံကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ညနေ9နာရီကျော်အချိန်မှာစစ်ကောင်စီတပ်ဟာတောင်ကုန်းမြို့နယ်မီချောင်းထိုးကျေးရွာအနီးကမဟော်ဒရာအခမဲ့ကိုပိုင်ထက်တန်းကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေ jet fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲချတိုက်ခိုက်မှုကြောင့်ကျောင်းဆောင်တစ်ခုလုံးမှာလုံးဝပြိုကျပျက်စီးသွားပြီး ចောင်းဆောင်တဲ့မှာလူနေသူတွေမရှိတာကြောင့်အရက်သားတွေထိခိုက်မှုမရှိဘူးလို့တောင်ကုန်းဒေသခံတအုပ်ကသတင်းဌာနကိုပြောပါရယ်မနေ့ကနေဝင်အချိန်မှာစကစကတောင်ကုန်းမြို့နယ်ရှိမဟောဒရာအခမဲ့ကိုပိုင်ထထန်းចောင်းကိုပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာပါကျောင်းဆောင်တစ်ခုလုံးလုံးဝပြက်စီသွားရပါတယ်လူအထီးကြိုက်တော့မရှိဘူးလို့သိရတယ်လို့တောင်ကုတ်ဒေတာကန်တအူကသတင်းဌာနကိုပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကလည်းစေကောင်စီဟာအမ်းမြို့မြို့ဟောင်းရက်ွက်ကိုလေကြောင်းကနေ Jet Fighter နဲ့ပေါင်250ပုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်အသက်9နှစ်အရွယ်၃နှစ်ကျောင်းသားတအူထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါရယ်။အဲဒီအော်တိုဘာလ26ရက်နေ့ညနေပိုင်းမှာပဲစေကောင်စီတပ်ကပုံနာကျွန်းမြို့နယ်ကိုးနောင်ကျေးရွာအနီးကိုဒရုန်းနဲ့ပုံကျဲချတိုက်ခိုက်မှုကြောင့် Houston ရင်ခွင် Foundation အသင်းကအသင်းဝင်လူငယ်တအူမှလည်းဖုံးစားထိမှန်ကတေဆုံသွားခဲ့တာလည်းဖြစ်ပါရယ်။ဒီဆုံးသွားတဲ့သူမှာဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းပရဟိတအသင်းကအသက်ငယ်ဆုံးဖြစ်တဲ့အသက်၁၄နှစ်အရွယ်ကိုလတ်ခွန်မောင်သေးအောင်ဟိန်ပဲဖြစ်ပါတယ် စစ်ကောင်စီတပ်ဟောင်းရခိုင်ကအရကတပ်တော်အေအေသိမ်းဖိုက်ထိန်းချုပ်ထားတဲ့မြို့နယ်၁၄ခုကရှမ်းပြည်ပေါက်တုံးပုံနာကျွန်ရသေတောင်ဘူးတီတောင်မောင်တော်ကြောက်တော်မင်းပြမြေပုံနဲ့မြောက်ဦးမြို့နယ်တွေမှာရွှေကောက်ပွဲမကျင်းပဘူးလို့ကြေညာထားပေမဲ့လက်ကျန်လီမြို့နယ်ဖြစ်တဲ့အန်တောင်ကုတ်တန်တွဲနဲ့ကွာမြို့နယ်တွေမှာတော့ရွှေကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပြီးလက်ရှိမှာအဆိုပါမြို့နယ်လေးခုကိုရေချောင်းလီချောင်းကနေတိုက်ခိုက်လာနေတာဖြစ်တယ်လို့စစ်ရေးလေလာသူတွေကပြောဆိုကြပါတယ်စစ်ကောင်စီတပ်ဟောင်းရခိုင်ပြည်အတွင်းကိုရခိုင်ရိုးမတစ်ဖက်ချမ်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြုလုပ်နေပြီးရခိုင်ကခွားမျိုး၊အေယာဝတီနယ်ဆက်အမ်းမျိုး၊မကွေးနယ်ဆက်၊တောင်ကုန်းမျိုး၊ပဲခူးနယ်ဆက်တွေမှာလည်းအရကတက်တော် AA ရဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်အကြဆုံးများစွာနဲ့ရင်ဆိုင်နေရစေဖြစ်ပါတယ်။အလားတူစစ်ကောင်စီဟာသူတို့ထိန်းချုပ်ထားတဲ့စစ်တွေမျိုးကနေဖုံနာကျုံမျိုးတွေကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်ပြုလုပ်နေပေမဲ့လည်းအရကတက်တော် AA ကလက်နက်ကြီးပစ်ခတ်မှု၊ဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့်ရှင်မတိုးခွင့်ဖြစ်နေကြရလို့လည်းသိရပါတယ်။ စကစကတော့ရွေးကောက်ပွဲကိုရခိုင်ကအေးအေးသိမ်းထားတဲ့မြို့နယ်၄ခုမှမကျင်းပဘူး။ကျန်မြို့နယ်၄ခုမှကျင်းပမယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့တာပေါ့။ဆိုတော့အဲ့ဒီ၄မြို့နယ်ကလည်းရခိုင်ရိုးမနဲ့နယ်စပ်မြို့တွေဖြစ်ပါတယ်။စကစကအဲ့ဒီ၄မြို့နယ်ကိုရွေးကောက်ပွဲမတိုင်ခင်ထိုးစစ်ဆင်တိုက်ခိုက်မဲ့သဘောဖြစ်ပါတယ်။လက်ရှိမြေပြင်မှာတော့သူတို့ထင်ထားသလိုဖြစ်လာတာမရှိပါဘူး။အဲ့ဒီ၄မြို့နယ်ကိုထိုးစစ်ဆင်လို့မရတော့စစ်တွေကနေထပ်ပြီးတော့ပုံနာကြောင်ပောက်တော့ဘက်တွေကိုထပ်မံထိုးစစ်ဆင်ဖို့ကြိုးစားတာကိုတွေ့ရပါတယ်။ ဲ့ဒီလမ်းကြောင်းကလည်းသူတို့ထင်ထားသလိုဖြစ်လာတာမရှိပါဘူးလို့ရခိုင်စည်ရေးလိလသူတအူကပြောပါတယ်။ဒါပေမဲ့လည်းစစ်ရှုံးကောင်စီဟာရခိုင်ကမြို့ရွာတွေလူနေထူတတ်တဲ့နေရာတွေစေယုံစေကန်းတွေနဲ့စာတင်ချောင်းတွေကိုရည်ရွယ်ချက်ရှိရှိလေချောင်းကြီးချောင်းနဲ့လက်နက်ကြီးတွေအပါအဝင်ဂျုံနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေရလေဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီတပ်နဲ့အာရကတပ်တော် AA တို့နှစ်ဖက်စီရေးပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်ကိုလည်းပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့မှာစစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ်တိုင်းချောင်းရွာနဲ့ ပြားချိန်ကျေးရွာအခြားကိုဖုံးနှလုံးချဲချတိုက်ခိုက်ခဲ့သောကြောင့်တိုင်းချောင်းကျေးရွာကဒေသခံလူငယ်တအုံးမှထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘားလ24ရက်မှလည်းစစ်ကောင်စီတပ်ဟာကြောက်ဖြူမျိုးနဲ့မြင်းကျင်ကျေးရွာကိုပါရာမော်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဒေသခံလူနေအိမ်နှလုံးမှလည်းပျက်စီးသွားရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတလအတွင်းမှစစ်ကောင်စီဟာအာရကတက်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကျောက်တော်တန်တွယ်ပလောဝမြို့နယ်တွေကိုလေကြောင်းနဲ့ဘုံကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူ23ဦးသေဆုံးခဲ့ရပြီး 49ဦးအထိထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ AA ကပြီးခဲ့တဲ့အောက်တိုဘာလ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ရခိုင်မှာမျိုးသိန်းတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာက73ရက်နေ့ကနေ2025ခုနှစ်ဩဂုတ်လအထိစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုစစ်ကြောင်းထိုးတပ်ဖြတ်မှုစတဲ့လုပ်ရက်တွေကြောင့်အရက်သားသေဆုံးသူ926ယောက်နဲ့ဒဏ်ရာရရှိသူ1954ယောက်ရှိတယ်လို့အာရကတက်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုခကပြီးခဲ့တဲ့ဩဂုတ်လ17ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ် ရခိုင်တိုက်ပွဲနှစ်နှစ်တာကာလနီးပါးမှာစစ်ကောင်စီတပ်ရဲ့တပ်ဖြတ်မှုကြောင့်ရခိုင်ဒေသခံပြည်သူ2800ကျော်ထိခိုက်ထဏ်ရာရာထိဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာစစ်ကော်မရှင်ရွေးကောက်ပွဲရဲ့တရားမျှတမှုကိုကုလအကြီးအကဲတန်တရားရှိတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာရွေးကောက်ပွဲရဲ့တရားမျှတမှုကိုတန်တရားရှိတဲ့တို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်ကထုတ်ဖော်ပြောခဲ့ပြီးစစ်တမ်းတစ်မြန်မာမှာလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ရဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့လိုအပ်တယ်လို့ထောက်ပြပါရယ်မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမယ်လို့ဘယ်သူမှမယုံကြည်နိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်လို့58ချိန်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးသတင်းစာရှင်းလင်းပွဲမှာ၎င်းကသတင်းထောက်တွေကိုပြောပါရယ်အာနာသိမှုနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ဒီဇင်ဘာလ28ရက်မှာထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့မြန်မာစစ်ကော်မရှင်ကကြေညာထားပါရယ် ဒီရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြည်ထနာတွေကိုဖြည့်ရှင်းရမှာအထောက်အကူပြုမယ်ဆိုတာဘယ်သူမှယုံကြည်မယ်လို့ကျွန်တော်မတင်ပါဘူးလို့ Gutierrez ကပြောပါတယ်။လူသားချင်းစာနာမှုအကူအညီပေးအပ်မှုတိုးမြှင့်ဖို့နဲ့အကြံဖတ်မှုတွေရပ်တန့်မဲ့အချိန်လို့ကျွန်တော်ထင်ပါတယ်။တစ်ချိန်တည်းမှာအရက်သားအုပ်ချုပ်ရေးဖြစ်လာစေမဲ့နိုင်ငံရေးတိုးတက်ပြောင်းလဲမှုနဲ့ဖွဲ့စည်းပုံဆိုင်ရာအစိုးရပုံစံကိုလေးစားသတ်မှုရှိရမယ်အချိန်ဖြစ်ပါတယ်လို့၎င်းကဆက်ပြောပါတယ်။ 2020ပြည်နှစ်နိုဝင်ဘာလမှာပြုလုပ်ခဲ့တဲ့ထွေထွေရွေးကောက်ပွဲမှာ NLD ကတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပေမဲ့စစ်တပ်ကမင်းမတမာမှုမှုဆွဆွဲကအယက်သားအစိုးရကိုဖြုတ်ချပြီး၄နှစ်ကျော်ကြာအရေးပေါ်အုပ်ချုပ်ရေးနဲ့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။